MSP ကိုတို့တရားဆောင်တာကိုကြည်ပြီးတော့ပေါ့နော်။အော်ဒါတော့မှဟိုတမိနစ်နဲ့စက္ကန့်30စာလေးပဲရှိသေးရပေါ့နော်။တချင်းလေးနဲ့တွဲပြီးတော့သူတို့တရားဆောင်နားလေးတာတဲ့ဓာတ်တာလေးနဲ့အဲ့လိုမျိုးတွဲပြီးမြင်လိုက်တဲ့အချိန်မှာအဲ့လိုပဲနည်းနည်းကိုကိုတန်ကိုလည်းနားထောင်ပြီးအဲ့လို emotional နည်းနည်းဖြစ်သွားတာပါဟုတ်။ You don't bother your children ရတော့မပိုးနဲ့တွေ့လို့ပြောနေတယ်ပိုးကလည်းပြောအမားရလုံးဝကွက်တိပဲတော့တချင်းနဲ့ဗီဒီယိုလေးအရင်ကိုက်လည်းဟုတ်တယ်ပိုးရဲ့လို့ဆိုပြီးတော့အသူနဲ့တော့မပြောနေသေးဟုတ် MSB တော်ဒါကဟိုကျေးဇူးစီရပါဘောเนาะရုပ်ရှင်ကားကြီးရဲ့လည်းဒါနှစ်ပတ်ဆက်တိုက်ယုံတင်ပြသခွင့်ရတယ်ဟုတ်ပြီးတော့ဒါမြေရဲ့ဇုံဝင်လေးကြီးကလည်းဒါယူရှင်လေးကလည်းပတ်နေရပေါ့ဟုတ်ပြပြပြပါဦးဒါဘူလေးကြောင့်ဒါဆွေးဖြစ်သွားတယ်ပါ အာဒီရှင်းလေးရတော့ဒီလိုပဲမြက်ကောအာဒီရုပ်ရှင်ဇာတ်ကားလေးတခုရှိရပါတော့ဒီဇာတ်ကားအတွက်ဒီယူတဲ့ရှင်းလေးကိုတို့ဝတ်သုံးကျင်တယ်ဒီဟာမြက်စုပေးနိုင်မလားစုပေးလို့ရအောင်လားဆိုတော့မြက်ကိုလာမေးတယ်လာမေးတော့လဲโอเคမြက်ကလည်းအာရုပ်ရှင်ဟိုဒီလိုဇက်ဝင်တေးတွေစုရတာအရန်ကိုဟိုကိုဆိုင်ရုပ်ရှင်တွေပါလဲစုနေရတော့မြက်လည်းတရားစုနေရအရန်ဘယ်လိုပြောရမလဲ ိတ်ပါနေတဲ့အချိန်ဖြစ်နေတော့ဟုတ်ဆုံးမယ်ဆိုပြီးတော့အာဆုံးအဲ့လိုမျိုးဖြစ်သွားရပေါ့နော်အာဆုံးမယ်ဆိုတော့အန်နဲ့ပြန်တခါတည်းတီးလက်တီးရမယ်ဆိုတော့ကိုပြေဆောင်ကခေါ်ပြီးတော့ဒီတစ်ချင်းလေးပြန်ပြီးတော့ပြီးပြီးတော့မြတ်တယ်ဆိုပြစ်သွားတာအတူတူနေမဲ့တစ်လုံးမခွဲဘူးဤမှန်ထားခဲ့ပြီမေနေတွင်ရလေမေရဲ့သဘောပဲကွယ် ီဒီတစ်ချင်းဆွားမယ်ဆိုတဲ့အချိန်မှာဒီဒါရိုက်တာမပွင့်ပေါ့နော်မပွင့်ကသူလိုချင်တဲ့ပုံစံလေးမြတ်တို့ပြောပြတယ်။သူတစ်ချင်းငြိမ့်ငြိမ့်လေးပဲအေးအေးလေးပဲဟိုပါလေလောကအလိုမျိုး romantic ဖြစ်မဲ့တီလုံးမျိုးလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးသူပြန်လို့ချင်တယ်ပေါ့နော် you don't တော့မပွင့်ပြောတဲ့ပုံပါမှာကိုပြည့်စုံကလည်းတီးပေးတယ်။ကိုပြည့်စုံတီးတဲ့ဥစ္စာကိုမြက်ကဟိုပြက်ဆိုတယ်ပေါ့နော်။ဆိုတော့ဟိုမြက်မြက်တရားဘယ်လို ဘယ်လိုပြောရမလဲ remake ပေါ့နော်ပြန်ဒီလိုပြန်ဆိုတခြင်းအရင်ပေါ့ပြီးသားတခြင်းတစ်ပုဒ်ကိုပြန်ဆိုတာမြက်တွက်တာကဒုတိယအကြိမ်ကိုပြောမှာပေါ့နော်ဆိုတော့ဒီတခြင်းဆိုတိုင်းမှာမြက်အရင်တစ်ခါလည်းပြောခဲ့ပါတယ်ဒီ original ဆိုတော့ရယ်ဆိုထားတဲ့တခြင်းကိုမြက်သားနားထောင်တယ်သားနားထောင်ပြီးတော့မြက်ကိုယ်တိုင်ပြန်ဆိုတဲ့အချိန်မှာဒီအာတချဲရဲ့မူလပုံစံလည်းမပြတ်အောင်မြက်ရဲ့ influence လည်းပါအောင်လို့မြက်အများနဲ့စူးစမ်းပြီးတော့ဆိုရပေါ့နော်ဆိုတော့လည်းနည်းနည်းတော့ ဟိုဒီဒီဒီလိုမျိုး remake တွေပြန်ဆုံမယ်ဆိုမြက်ကောင်းလည်းမအမြဲထိတ်ထားတယ် okay နေဝေဖန်ခံထားရမယ်သူများတွေကတော့ပြောလာလိမ့်မယ်ရှိလာလိမ့်မယ်ဒါပေမဲ့လည်းအကောင်းဆုံးလုပ်ပါတော့အကောင်းဆုံးဟိုကိုတက်နိုင်သလားစွမ်းဆောင်နိုင်သလားကိုညာရှိသလားပေါ့လုပ်ပြီးတော့အာပြန်ပြန်ဆုံပေးထားရပေါ့ဟုတ် true မြတ်တို့ဒီတစ်ချက်လုံးမယ်ဆိုတော့မြတ်တို့ group chat လေးလုံးလိုက်တယ်ပေါ့နော်လုံးလိုက်ပြီးတော့အဲ့မှာမပွင့်ကအာမြတ်နဲ့ကိုပြည့်စုံပေါ့နော်သူဒါဒီဒီတစ်ချက်ကိုဘယ်ဇက်ဝင်ကမ်းမှာတုံးမယ်ဆိုတာသူပြောပြရတယ်ပေါ့နော်ဆိုတော့မြတ်တို့ကဒီချိန်မှာရုပ်ရှင်ဇာတ်ကားတစ်ခုလုံးစာလဲမြတ်တို့တိဇက်လက်ဘယ်လိုမျိုးလဲမြတ်တို့တိနေမှာမဟုတ်ဘူးအမပြောတယ်ဒီဇက်ဝင် အာဇဝေကန်လေးပေါ့เนาะဒီခန်းလေးမှာသုံးမယ်ဆိုတော့ဟိုဘယ်လိုမျိုးလေးလိုချင်တယ်ပြတ်သား reference လေးလည်းပြရယ်ပေါ့เนาะဟိုဟိုဘယ်လိုပြောလဲမြက်တက်မြက်အဆိုးပဲမဟုတ်ဘူးအတီးမှလည်းတခါတယ်အာ तू อ่ะ तू ဖြစ်ချင်တဲ့ပုံစံလေးကိုတေချာလေးပြောပြပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဩဒီဇဝေဒီဒီတခြင်းလေးကိုဟိုထိုင်ရောကအဲ့လိုမျိုးအတိတ်နေသွားတဲ့အချိန်မှာပိုးကပြန်ပြီးတော့ပြုစုပေးတဲ့အခန်းလေးမှာသုံးမယ်ပေါ့เนาะအဲ့လိုမျိုးအရန်ကို romantic scene ပြီးတော့အရန်ဟို အဲ့အဲ့ဘောအဲ့ romantic ဆာကအဲ့ဘောအဲ့လိုလည်းအဲ့လိုပြောလေဖြစ်မယ်လို့ပြောတော့အော် okay ဘောအာအဲ့လို reference လေးတွေကြည့်အကိုပြည်စုံတီးတာလေးကိုပြန်နှားထောင်မျိုးကိုကို influence နဲ့ကိုရအောင်အဲ့လိုမျိုးလေးပြတ်စုတာဟုတ်ဆက်ကလည်းကိုပဲကိုရဲ့ first love ကလည်းဖြစ်ပါမယ် true ပြားကိုကျွန်တော်ဆောက်ရှောက်ပြစေကျွန်တော်အမြဲတမ်းရှိနေပါ original တချင်းကနည်းနည်းမြူးမြူးလေးရှိမှာပေါ့နော်မြတ်တို့တရားပြန်တီးလိုက်တဲ့အချိန်မှာတချင်ကလုံးဝအောင်ငြိမ်ကျသွားပြီးတော့လုံးဝတကယ်အေးအေးလေးနဲ့အဲ့လိုလွတ်လွတ်လင်ဖြစ်သွားပါပေါ့နော်အာ driver မပွင့်လိုချင်တဲ့ပုံစံအတိုင်းလေးမြတ်တို့အဲ့လိုမျိုးပြန်တီးတီးထားပြီးတော့ပြန်ဆိုပေးလိုက်တာပေါ့နော်အခက်ခဲတာတော့အာမြတ်က ဟိုမြက်တို့သချင်းတစ်ခုကိုတိရယ်ဆိုလို့ရှိရင် chorus ကိုမြက်တို့အမြဲတမ်းအလွတ်ရရမှာရယ်ဆိုတော့ဒီသချင်းကမြက်က verse တွေဟိုဟာတိတ်ပြီးရမနေဘူးဆိုတော့အာမြက်ဒီညာစာသားကိုကိုစာသားနဲ့ကိုအရင်ဟိုနားရီဝါပေါ့ နားယူပါအောင်မျက်အရင်နားထောင်တယ်အဲအဲ့ဒီဥစ္စာလေးတစ်ခုပဲရှိပါတယ်ဒီဟာတခြင်းအစဆုံးနားယူသွားပြီးတဲ့အချိန်မှာโอเคငါဘယ်နားလေးမှာဘလို့ expression လေးနဲ့ပြန်ထည့်ပြီးစိုးမယ်ဆိုပြီးတော့ပြန်စဉ်းစားတယ်အာ recording လုပ်တဲ့အချိန်မှာလည်းကိုပြည့်စုံအောင်မျက်ရည်ဒီနားမှာတော့ဒီလိုစိုးလိုက်ပါတော့မျက်ရည်ဒီနားလေးမှာတော့ဒီလို harmony လေးလာလဲကိုပြည့်စုံအောင်လည်းအမျက်ကိုအမြဲတမ်း guide လုပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့အာဘာမှတိတ်ပြီးတော့အခက်ခဲတော့မရှိပဲနဲ့ချောချောချူချူနဲ့တော့ပြီးသွားပါတယ်ဟုတ်ဒီတခြင်းကိုပထမဆုံးအချိန်ပေါ့နော် page ကနေပြီးတော့1မိနစ်နဲ့စက္ကန့်30ကသူတို့တစ်ဝက်လေးဖြတ် က်ပြီးတော့အရင်တင်တယ်မှားတယ်ဆိုတော့အဲ့ဒီအချိန်မှာကိုယ်တချင်းကိုဒီဟာဒီတချင်းလေးစုပြီးသွားတော့မြက်အရန်သဘောကျတယ်မြက်အဲ့တချင်းကိုနေ့တိုင်းနေ့ပါကွက်ကိုနားထောင်တယ်ဖုန်းထဲမှာလည်းထည့်ထားတာဆိုမြက်အရန်သဘောကျပြီးတော့ဖြစ်နေတာဒီလိုအာ page မှာဗီဒီယိုနဲ့တွဲပြီးတော့တင်လိုက်တဲ့အချိန်မှာကြည့်ပြီးတော့ကိုယ်တန်ကိုနားထောင်ငိုတော်ငိုချင်သွားအောင်เนาะအရင်အရင်ခံစားရလို့အော်လို့ဟို အမှန်တည်းပြောရမယ်ဆိုခုနပြောခဲ့သလိုပဲအရင်တော့တချင်းတို့ပြန်ပြီး remake လောက်ဖြစ်တဲ့အတွက်ကြောင့်မလို့မြတ်တို့ခေါင်းထဲမှာအဲ့လိုမျိုးအရန်ဟိုဟိုဘာလို့ဘလို့ပြောရမလဲစိတ်ပူနေတာရှိတယ်အဆင်မပြေမှာရှိတယ်အမ character အမပြောသလိုမျိုးတေချာပုံဖော်ခဲ့နိုင်ပါမလားဆိုပြီးစိတ်ပူနေတာမျိုးတွေရှိတယ်ဒါပေမဲ့တကယ်တမ်း video နဲ့တွဲပြီးတော့အဲ့လိုတင်လိုက်တဲ့အချိန်မှာအလုံးဝအဲ့လိုကွက်တီလေးဖြစ် နေတော့အရန်အရန်ပျော်သွားတယ်ပေါ့နော်ဟိုတမီးကတော့မပိုးနဲ့တွေ့လို့ပြောနေသေးတယ်ပိုးကလည်းပြောတော့အမားရေလုံးဝကွက်တိပဲနော်တချင်းနဲ့ဗီဒီယိုလေးကအရန်ကြိုက်တယ်ဟုတ်တယ်ပိုးရဲ့လို့ဆိုပြီးတော့အသူနဲ့တော့မပြောနေသေးတယ်ဟုတ် Trigger my been trigger me to tremble my go go thousand tremble I'm jogging to tremble โอ้เราติ๊กสาวนาก็จิไปแล้วป่ะเนาะอ๋อดาเรามา ဟိုတမင်းနဲ့စက္ကန့်30စာလေးပဲရှိသေးရပေါ့နော်တချင်းလေးနဲ့တွဲပြီးတော့သူတို့သိက္ခာဆောင်နားလေးတာတဲ့ဓာတ်ရာလေးနဲ့အဲ့လိုမျိုးတွဲပြီးမြင်လိုက်တဲ့အချိန်မှာအဲ့လိုပဲနည်းနည်းကိုကိုတန်းကိုလည်းနားထောင်ပြီးအဲ့လို emotional နည်းနည်းဖြစ်သွားရပါဟုတ်ဒီတချင်းလေးနဲ့ရုပ်ရှင်လေးနဲ့တွဲပြီးတော့မျက်လိုပဲပေါ့နော်အော်လုံးဝတတိလေးဖြစ်နေပါလားဆိုပြီးတော့အဲ့လိုမျိုးစိတ်ထဲမှာအဲ့လိုမျိုးလေးဖြစ်ပြီးတော့သဘောကျပြီးကြမယ်လို့ပဲပြောလက်ပါတယ်ဟုတ်ခုရုပ်ရှင်လေးဆိုနှစ်ပတ်တင်ခွင့်ရတာပေါ့နော်ဆိုတော့မျက်တချင်းလေးကိုလည်းနားထောင်ရင်းနဲ့ဒီရုပ်ရှင်စကားလေးကိုလည်းတွားကြည့် ไปจ้ะบาลูกเพ่ก่อนจะมาเด้ครับ